အင်းနီဂျန်ဘီလာယုစ်နိုင်ငံနေထိဆက်နေသည့်နက်ဆက်ကိုပိတ်လိုက်ကြောင်းလစ်တူရေးနီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။မကြာသေးမီရက်များအတွင်းဘီလာယုစ်ဘက်မှဟီလီယံလေပူဖောင်းဒါဇင်ပုံးများစွာဟာလစ်တူရေးနီးယားလေပိုင်နဲ့ထဲကိုအကြင်ကြင်ဝင်ရောက်လာခဲ့တဲ့အတွက်နက်ဆက်ပိတ်ကိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဝင်ကြီးချုပ်အင်ဂါရူဂျီနီယန်နီကဒါဟာဥရောပသမဂ္ဂနဲ့နေတိုးရခန္ဓာညီရှိမှုကိုစမ်းတက်နေတဲ့ရောထွေးချင်းချောက်မှုတရက်အဖြစ်ရှုမြင်ကြောင်းပြောပါရယ်။ လေပိုင်နဲ့ချုပ်ဖောက်လာပါကလေပူဖောင်းမီကိုပစ်ချော့ဖို့အထိအေးအယူဆောင်ရွက်မဲ့အကြောင်းလဲဝင်းကြီးချိုကတတိပေးထားပါတယ်။ဘီလာယုစ်ကတော့နေဆက်ပိတ်လိုက်တာဟာနိုင်ငံသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်ကိုချိုးဖောက်တယ်လို့ဆိုပြီးလစ်တူယေနီယာကိုကန့်ကွက်စာပေးအပ်ခဲ့ပါတယ်။အဆိုပါလေပူဖောင်းအချို့ကိုစီးကရက်မောင်ခိုမှုအတက်အထုံးပြုခဲ့တယ်လို့လဲလစ်တူယေနီယာအာနာပိုင်များကဖော်ပြခဲ့ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလီယန်ကလည်းယခုဖြစ်ရဟာတည်ငြိမ်မှုပြပြစေတဲ့လောက်ရလိုဝေဖန်သည့်လစ်တူရေနီးယားနဲ့အတူရက်တီကြောင်ဖျောချခဲ့ပါတယ်။မကြာသေးမီကနေတိုးလေပိုင်နဲ့ထဲသို့ဒရုန်းများနဲ့လေယာဉ်များအကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီးနောက်ဥရောပတွင်သတိအလွန်မြင့်မားနေသည့်အခြေအနေဖြစ်ပါတယ်။